အားလုံးမင်္ဂလာပါအဝင်းဟိန်း channel မှာကြိုဆိုပါရစေကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့ငွေကြိုက်ခံရရင်အသက်ရှင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကျွန်တော်မူလတန်းကျောင်းသားဘဝတုန်းကဒန်းနဲ့တခန်းထဲမှာအတူနေပြီးတော်တော်ခင်ခင်မင်မင်ရင်းနှီးခဲ့တဲ့တငယ်ချင်းတယောက်ရှိခဲ့တယ် စိတ်ရင်းအလွန်ကောင်းတဲ့တငယ်ရင်းတယောက်ပါသူကမိဘကိုကူညီသူဖြစ်တယ်မိဘရဲ့အလုပ်ကိုင်တွေကိုလုပ်ကိုင်ပြီးမှကြောင်းတက်လာလေးရှိကြောင်းပြန်ရင်လည်းမိဘလုပ်ငန်းတွေကိုကူညီပေးသူဖြစ်တယ်သူဟာသူဟာမိဘအတွက်လိမ်မာတဲ့သားဖြစ်တယ်လို့ဆရာကြီးအတွက်လိမ်မာတဲ့အကြောင်းသားဖြစ်ခဲ့ပါတယ်အတန်းထဲမှာစာတော်သူမဟုတ်ပေမဲ့ပေးတဲ့သင်ခန်းစာကိုကောင်းကောင်းလုပ်နိုင်သူဖြစ်တယ်ကျွန်တော်အတွက်လည်းငွေချင်းကောင်းတယောက်ပါပဲသူ့ရဲ့မိဘတွေကနွားမွေးတယ်နှိုးစားနွားတွေပါ သူကနွားတွေစားဖို့ငြိမ့်ရိတ်ပေးရတယ် နွားနို့တွေကိုမှားတဲ့အိမ်တွေကိုပို့ပြီးမှကြောင်းတက်လာသူဖြစ်တယ်။ဒီနေ့ကြောင်းမလာလို့ဘာများဖြစ်ပါလဲလို့တွေးမိတယ်။မကြပါဘူးကြားလိုက်တဲ့သတင်းကအေးတောင်းငွေကြိုက်ခံရလို့တဲ့စိတ်ပူသွားတယ် ဖြစ်ဖြစ်ချင်းမှာကြာဘူးနာဝဆေးမိတို့နဲ့ကုနေကြတယ်မရတော့မှဆေးရုံတင်းတယ်ဆေးရုံကိုအချိန်မီမရောက်ခဲ့ဘူးတိတ်မကြဘူးတရင်စိုးကိုထကြရပြန်တယ်တူတည်ပြီတဲ့ကျွန်တော်ရဲ့ရင်းနေတဲ့တငယ်ချင်းတယောက်ငငယ်ရွယ်ရွယ်နဲ့လောကကြီးကထွက်ခွာသွားတာကိုပထမဦးဆုံးကြုံခဲ့ရခြင်းဖြစ်တယ်အော်ငငယ်ရွယ်ရွယ်နဲ့လည်းပြတတ်ပါလားလို့တွေးမိခဲ့တည်ချင်းကိုလည်းထိတ်လန့်သွားမိခဲ့တယ်ငွေဆိုတဲ့တတ္တဝါကိုလည်းကြောက်သွားမိဘလို့မှ မထင်ထားတဲ့ကိစ္စတွေဖြစ်တယ်ဒီလောကကြီးကမထင်တာတွေဖြစ်တတ်လွန်လာပါတယ် ကျွန်တော်တငယ်ချင်းလူမျိုးအဖြစ်ဆိုးနဲ့မတိုးစေခြင်းနဲ့အတွက်ဒီအကြောင်းအရာကိုတင်ပြလိုက်ခြင်းဖြစ်ပါတယ်။ကဘာတဝမ်းမှာငွေကြိုက်ခံရလို့တေဆုံးသူပေါင်းဟာတစ်နှစ်ကိုခံမှန်းကြီး8000ကနေ33000ကျားမှရှိပါတယ်။ဒါ့အပြင်တစ်နှစ်လျင်ငွေကြိုက်ခံရမှုကြောင့်လူပေါင်း၄သိန်းခန့်အမြဲတမ်းမတန်မစွာဖြစ်ကြံခဲ့ပါတယ်။ငွေကြိုက်ခံရမှုနဲ့တေဆုံးမှုနှုန်းအမြင့်ဆုံးဒေသတွေကအရှိတောင်အာရှမှာဖြစ်ပါတယ်။ကျွန်တော်တို့ဟာ အရှိတောင်အာရှမှာနေကြတာကိုမမေ့သင့်ပါဘူး။တေဆုံးသူနဲ့ဒဏ်ရာရသူတွေဟာတင့်လိုပဲတစ်ချိန်ကမွေကြိုက်ခံရမယ်လို့ကြိုတင်တွေးတောထားမယ်ထင်ပါဘူး။ကျေးလက်တွေသားတွေမှာကျမ်းမာရေးဆောက်ရှောက်မှုရဖို့ခက်ခဲတာနဲ့ဒဏ်ရာရသူတွေဟာရိုးရာကုထုံးတွေကိုအားကိုးတာကြောင့်တေဆုံးမှုနဲ့ဒဏ်ရာရသူတွေကိုမှတ်တမ်းတင်ထားခြင်းမရှိတာကိုသတိပြုသင့်ပါတယ်။ဒါကြောင့်အမှန်တကယ်တေဆုံးသူနဲ့ဒဏ်ရာရသူဦးရေဟာအခုခံမှန်းချက်တွေထက်အများကြီးပိုများနိုင်ပါတယ်။ မွေအကြိုက်ခံရခြင်းကနေလွမြောက်ဖို့အတွက်ဘယ်လိုကြိုတင်ကာဝေးရမလဲဆိုတာနဲ့မွေကိုတွေ့ရှိချိန်မှာတည်ငြိမ်စွာနေနိုင်အောင်ကြိုးစားဖို့လိုအပ်ပါတယ်။အကြိုက်ခံရရင်လည်းမှန်ကန်တဲ့ရှည်ဥတုနာပြုစုနည်းကိုအသုံးပြုတာသိရှိထားဖို့လိုပါတယ်။ဒီအခြေအနေတွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတာကိုတည်တည်ချာချာရှင်းပြထားပါတယ်။ကဲစလိုက်ရအောင်။ကြိုတင်ကာဝေးခြင်းဟာအဓိကတော့ချက်ဖြစ်တယ်။နံပါတ်1တင့်ပါဝင်ခြင်းကိုသတိပြုပါအထူးသဖြင့်မွေတွေခူအောင်တက်တဲ့ မျက်ရည်တွေကောက်ရိုးပုံတွေကြောက်ဆောင်ထူထပ်တဲ့နေရာတွေတစ်တုံးတွေနဲ့အမိုက်တရိုက်တွေအောက်မှာခြေချတာနဲ့လက်နဲ့ကင်တွယ်မဲ့နေရာတွေကိုဂရုစိုက်ပါနံပါတ်နဲ့အကာအကွယ်အဝတ်အစားတွေကိုဝတ်ဆင်ပါတောင်တက်တဲ့အခါဒါမှမဟုတ်မွေတွေရှိနိုင်တဲ့နေရာတွေမှာခြေကျင်ဝတ်အထက်ရှိတဲ့ဘုဖနတ်တွေအင်းကြီးလက်ရှိတွေဘောင်းမီရှိတွေနဲ့ခြေအိတ်ထူထူတွေကိုဝတ်ဆင်ပါနံပါတ်3လမ်းလျှောက်တုတ်ကိုအသုံးပြုပါတင့်ရှိမှာရှိတဲ့မြေပြင်ကို ဒုံနဲ့ညင်သာစွာတို့ခြင်းဖြစ်ငွေတွေကိုအဝေးကိုပြေးဖို့၆နှံပေးနိုင်ပါတယ်။နံပါတ်၄ငွေတွေအနည်းကိုမချင့်ကပ်ပါနဲ့။အစိတ်မရှိဘူးလို့သင်ထင်ပေမဲ့ဓမ္မမဟုတ်သေးနေတယ်လို့ထင်ပေမဲ့ငွေကိုဘယ်တော့မှကင်တွယ်ဖို့မကြိုးစားပါနဲ့။နံပါတ်၅ညအချိန်မှာသတိထားပါ။ညဘက်မှာအပြင်ထွက်လမ်းလျှောက်တဲ့အခါလက်နှိပ်ဓာမီကိုအသုံးပြုပါ။ဘာကြောင့်ဆိုတော့ငွေအများပြားဟာပိုပူနွေးတဲ့အချိန်မှာပုံမတက်ကြွစွာမိတ်လိုက်တတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။နံပါတ်၆ တင့်ချံဝင်းကိုရှင်းလင်းထားပါ။မြက်ခင်းကိုပုံမှန်ရိပ်ပါ။အကာရံတွေကိုတိချာရှင်းလင်းပါ။ငွေတွေပုံအောင်နိုင်တဲ့နေရာတွေကိုရှော့ချရန်အတွက်အမိုက်ပုံတွေကိုဖယ်ရှားပါ။တင့်ဟာငွေနဲ့တွေ့ဆုံခဲ့ရင်မလုပ်တင့်တယ်လေ။နံပါတ်1ငွေနဲ့တွေ့ရင်တည်ငြိမ်စွာနေပါ။ကြောက်လန့်တကြားပြုတ်မှုလိုက်ခြင်းဟာငွေကိုရန်လိုစီနိုင်ပါတယ်။တင်ကြောက်တယ်လို့ငွေလည်းကြောက်နေတယ်ဆိုတာမမေ့ပါနဲ့။ကြောက်ကန်ကန်တယ်လို့တုံ့ပြန်နိုင်တာကိုသတိပြုပါ ဒီမှာနဲ့ရုပ်တည့်ရဲ့လှုပ်ရှားမှုတွေမလုပ်ပါနဲ့။ငွေနဲ့ဝေးရကိုဖြင်းရင်းစွာနဲ့လှုပ်ရှားပါ။ငွေပြေးပေါက်ကိုလည်းတမင်တကာခြံထားခဲ့ပါ။နံပါတ်3ဖြင်းရင်းစွာ နောက်ဆုတ်ပါ။လုံကြုံတဲ့အကွာဝေးရောက်သွားပါ။နံပါတ်4ငွေကိုတတ်ရန်ဓမ္မမဟုတ်ဖမ်းရန် မကြိုးစားပါနဲ့။ဒီလိုလုပ်တာဟာငွေအကြိုက်ခံရမှုအများစုရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။တင်ငွေကြိုက်ခံရရင်မလုပ်မလဲ။နံပါတ် ်ပြင်းရင်စွာနေပါဒါအစိတ်ပြတ်နှံ့မှုကိုနှိကွေးစေအကူညီပေးပါလေညမနဲ့ငွေနဲ့ဝေးဝေးကိုရွှေလျားပါအန်ဒီယားရှိတဲ့အကွာဝေးကနေထွက်ခွာသွားပါနံပါတ်3အရေးပေါ်အကူညီကိုခေါ်ပါတင့်မှာဖုံးရှိရင်အရေးပေါ်အကူညီနဲ့ဖုံးနံပါတ်ကိုနှိပ်ပြီးဖုံးခေါ်ပြီးအကူညီတောင်းပါထိရောက်တဲ့ကုသမှုတွေအချိန်ဟာအလွန်အရေးကြီးပါလေနံပါတ်4မွေအကြိုက်ခံရတဲ့နေရာကိုငြိမ်ငြိမ်လေးထားပြီးနှလုံးရဲ့အောက်မှာသာရှိပါတယ်ဒီလိုလုပ်တာဟာ စိတ်ပြန့်နှံ့မှုကိုနှေးကွေးစေဖို့အတွက်ဖြစ်ပါတယ်။မြမငါလက်ဝတ်ယတနာတွေနဲ့ကြက်တဲ့အဝတ်စားတွေကိုဖယ်ရှားပါ။ငွေကြိုက်ခြင်းကြောင့်ရောင်ရမ်းခြင်းဖြစ်လာပြီးအဲ့ဒီပစ္စည်းတွေကပုံမတင်ကျပ်လာနိုင်ပါတယ်။မြမ6အနာကိုတန့်ရှင်းပေးပါ။ငွေကြိုက်တဲ့အနာကိုရေနဲ့စပ်ပြာနဲ့ဆေးကြောတန့်စင်ပေးနိုင်ပါတယ်။အချိန်ရှိတဲ့ရေပန်းနဲ့မဆေးကြောသင့်ပါဘူး။မြမ9အနာကိုဖုံးအုပ်ထားပါ။6တွေ့ပြီးတန့်ရှင်းတဲ့အဝတ်စားကိုသုံးပြုပါ။မြမ10 အကြိုက်ခံရတဲ့နေရာကိုမှတ်သားထားပါ ဖြစ်နိုင်ရင်ဘောပင်နဲ့အဝိုင်းဆွဲထားပါမွေကြိုက်ခံရတဲ့အချိန်ကိုလည်းမှတ်သားထားပါနံပါတ်၉မွေရဲ့အတွင်ပြင်ကိုမှတ်မိရန်ကြိုးစားပါအစိတ်ဖြည့်စည်းနဲ့ကုသမှုလုပ်တဲ့အခါမွေရဲ့အမျိုးအမည်ကိုခွဲခြားတတ်မှတ်နိုင်ခြင်းဟာအထောက်အကူဖြစ်စေပါတယ်မွေရဲ့အယောင် အရွယ်အစားနဲ့ပုံတရံကိုမှတ်သားထားပါတခုတော့ရှိတယ်ဒီလိုလုပ်ဖို့အတွက်နောက်တစ်ချိန်အကြိုက်ခံရတဲ့အန်ဒီယေကိုတော့မလုပ်ပါနဲ့ အန်ရဲကင်းစွာနဲ့အဝေးကဓာတ်ပုံရိုက်နေရိုက်ထားပါနံပါတ်30လူနာကိုငင်ငိမ်လေးထားပါမလိုအပ်တဲ့လှူရှားမှုတွေကိုရှောင်ပါလူနာကိုချွေပြောင်းရမယ်ဆိုပါကဖြစ်နိုင်ချီပိုးပါနံပါတ်17ရှော့အတွက်အခြေခံရှေ့ဥတူနာပြုနည်းကိုလုပ်ပေးပါရှော့ရတဲ့လက္ခဏာဖြစ်တဲ့အသားရည်တွေဖြော့တော့လာတာချွေးစည်းတွေပြန်ပြီးဆေးကပ်လာတာနဲ့နှလုံးခုန်နှုန်းများနာတွေဖြစ်လာရင်လူနာကိုလှဲလျောင်းထားပြီးခြေထောက်ကိုအနှင်းငယ်မြှင့်တင်ထားပါ နှွေးထွေးအောင်ထားပါလူနာကို မလုတ်တဲ့အရာတွေကဘာတွေလဲနံပါတ်1တွေးတဲ့အောင်စီးနောင်ခြင်းကိုမလုတ်ပါနဲ့ဒီလိုလုတ်တာပျက်စီးမှုကိုပိုဖြစ်စေနိုင်ပါတယ်နံပါတ်2အကြိုက်ခံရတဲ့အနာကိုမခွဲစိတ်ပါနဲ့ဒီလိုလုတ်တာအစိတ်ကိုဖယ်ရှားဖို့မလုံနိုင်တဲ့အပြင်ယောဂပိုးဝင်နိုင်ခြင်းကိုပုံမမြင်မှစေနိုင်ပါတယ်နံပါတ်3အစိတ်ကိုစုပ်ထုတ်ရန်မကြိုးစားပါနဲ့ဒီလိုလုတ်တာထိရောက်မှုမရှိတဲ့အပြင် အနာတဲကိုဘက်တီးရီးယားပိုးမွှားတွေဝင်ရောက်စေနိုင်ပါတယ်။နံပါတ်၄ရေခဲဓာတ်မှုအပူမကပ်ပါနဲ့။ဒီလိုလုပ်တာတိရှူးပျက်စီးမှုကိုပုံမိုးဆိုးဝါးစေနိုင်ပါတယ်။နံပါတ်၅နာကျင်မှုတက်တာစေတဲ့ဆေးတွေမတော့ပါနဲ့။ဥပမာအားဖြင့် aspirin ဓာတ်မှုအိုက်ဘူပရိုဖန်ဆေးတွေကိုမတော့ပါနဲ့။ဒီဆေးတွေဟာသွေးထွက်လွန်မှုကိုတိုးစေနိုင်ပါတယ်။ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ဆိုရင်ပါရာစီတမောကိုနာကျင်မှုအတွက်ပေးနိုင်ပါတယ်။ နံပါတ်6ကေဖီဓမ္မမုတ်အရက်မတောက်ပါနဲ့ဒီလိုလုပ်တယ်ဆိုရင်သွေးလက်ပတ်မှုကိုပိုတိုးစေပြီးအစိတ်ကိုပြန်နှံ့အောင် လုပ်သလိုဖြစ်စေနိုင်ပါတယ်နံပါတ်9အကြိုက်ခံရတဲ့နေရာကိုနှလုံးအထက်ကိုမြင့်တင်ခြင်းမလုပ်သင့်ပါဘူးငွေစိုးအများစုအကြိုက်ခံရတဲ့နေရာကိုနှလုံးအောက်မှာထားရန်ရေဘူးရအဖြစ်ပညာရှင်တွေကအကြံပြုထားပါတယ်အစိတ်ပြန်နှံ့မှုနှေးကွေးစေရန်ရည်ရွယ်ပါတယ်နံပါတ်10ဆေးကုသမှုခံယူရန်မနှောင့်နှေးပါနဲ့အစိတ်ဖြည့်စေရာ အစိတ်ရှိတဲ့မွေးကြိုက်ခြင်းအတွေ့အထိရောက်ဆုံးကုသမှုဖြစ်ပြီးတတ်နိုင်သလောက်အမြန်ဆုံးကုသမှုခံရန်လိုအပ်ပါတယ် အချုပ်အဖြစ်ပြောရရင်ငွေကြိုက်ခံရခြင်းကလွံ့မြောက်ရန်အကောင်းဆုံးနည်းလမ်းဟာပထမဦးဆုံးအကြိုက်မခံရအောင်ရှောင်ရှားခြင်းဖြစ်ပါတယ်တကယ်လို့တင်ဟာငွေနဲ့တွေ့ဆုံပါကတည်တည်ငြိမ်ငြိမ်နဲ့နေပြီးငွေကိုပြေးဖို့နေရာလို့ပေးထားလိုက်တာတကယ်လို့အကြိုက်ခံရရင်အကြိုက်ခံရတဲ့နေရာကိုလှုပ်ရှားမှုအနည်းဆုံးထားပါနှလုံးအောက်တွင်ထားပြီးချက်ချင်းစိတ်ကူတာမှုခံယူပါ အစားဆုံးကြည့်ရှုအားပေးပြီးကျေးဇူးတင်ပါတယ်။နောက်အောင်လောလောလောကြည့်ရှုနိုင်ဖို့ subscribe ကိုဒီနေ့ပြီးသားပါလို့မြတ်တရားရခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေခြင်းပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day!